အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြူသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ရှေ့က Inter Milan နဲ့ Barcelona ကတကယ်ကိုပွဲကြီးပွဲကောင်းတဲ့ပွဲပြီးတကယ်ကို chaotic မြစ်တဲ့ moment တကူကျွန်တော်တွေ့ရရတယ်တော်တော်ကြီးကိုကြမ်းတဲ့ပွဲစဉ်တွေပေါ့နော်ဒါအိမ်ဝင်းကအဝေးဝင်းကတော်တော်လေးကိုကြမ်းခဲ့ပြီးတော့ကြည့်ရတဲ့လူတွေအနေနဲ့ မိနစ်90မိနစ်120တက်အောင်ပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲဆိုတော့မှားမယ်မထင်ဘူးလုံးဝဒါအင်တာမီလန်သင်းနေတာအင်တာမီလန်ဆိုတော့မထင်ရက်လောက်တော့ chaotic ပေါ့နော်ဒါတော့ဘုံတိုင်းဝုံတိုင်းဝုံတိုင်းဆန်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုလဲကျွန်တော်အနေနဲ့မှားမယ်တော့မထင်ဘူးအဲ့တော့ဒီနေ့ပွဲစဉ်ကဒါတော်တော်လေးကိုဒါရှေ့ပွဲကတော်လေးကိုကွဲပြားခဲ့တယ်ဒါနှစ်ယောက်လုံး tactical chess ထိုးမဲ့ပွဲစဉ် Luis Enrique နဲ့ဒါကျွန်တော်တို့လက်ရှိမှာစပိန်သားနှစ်ယောက် Arteta တို့ဒါကျွန်တော်တို့ တိုက်တကယ်ရဘလို့မညံ့ဆဲအဲ့တော့ဒါရှေ့ပွဲမှာတော့ဒါကျွန်တော်လူဒါတိုက်တကယ်နားမလဲတဲ့ကောင်တိုက်တကယ်ကိုမြင်းအောင်ပြခဲ့တဲ့ပွဲစဉ်တစ်ပွဲဆိုတော့မှားမယ်မထင်ဘူး PSG သင်းတဲ့ဒီနေ့ပွဲစဉ်မှာတေချာတကူကရှေ့ပုံစံအတိုင်းမဲ့လူစုံတက်စုံဒါကျွန်တော်တစ်ဖက်အသင်းကိုဒုက္ခအများကြီးပေးဖို့အတွက် ပြောလို့လာမဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့မှားမယ်တော့ကျွန်တော်ကတော့မထင်ဘူးပေါ့နော်အဲ့တော့ PSG အနေနဲ့အခုလက်ရှိမှာဒီနေ့ပွဲစဉ်မှာသူတို့ကတော့1-0ဆိုတဲ့ကိုရလက်အင်ဟိုအဝေးကွင်းမှာဒါ deficit ယူလာခဲ့တယ်ပေါ့နော် Arsenal အင်ဝဲ Emirates မှာတော့ဒါတကူဆိုတဲ့ရလက်ကြီးကိုယူပြနိုင်ခဲ့တဲ့အတွက်ကြောင့်ဒါတော်တော်လေးကိုမဆိုးဘူးလို့ပြောလို့ရတဲ့အခြေအနေတစ်ခုကိုသွားရမယ်တော့မှပါတယ် Arsenal သင်းကဒီနေ့ပွဲစဉ်မှာ they have things to do အဲဒီနေ့ပွဲစံမှာဒါတကယ်တော့ပြောသူပဲခင်ဗျားတို့ဒီနေ့ပွဲစံမှာအစွမ်းကုန်ကျွန်တော်ကြိုးစားဖို့လုပ်တယ်ကျွန်တော် we need to bring the all the balls up เนาะပြောချင်တာ तू ကတော့ကျန်းတယ်ဒါခင်ဗျားတို့ကျွန်တော်တို့ဒီနေ့ပွဲစံမှာတက်တီရှိရှိနဲ့ဒီပွဲစဉ်ကိုရင်ဆိုင်ဖို့လုပ်တယ် Declan Rice ကလည်းဒါပြင်ကျွန်တော်တို့ဒါ Adidas ကဒီပွဲမတိုင်ခင်မှာသူအနေနဲ့ပြိတက်တည်းရဲ့အားကိုဒါအကုန်လုံးရဲ့အားကိုဒီနေ့ပွဲစံမှာလုပ်တယ်အဲ့တော့ဒီနေ့ရဲ့ချန်ပီယံလိဂ်ကအိမ်ဝင်အဝေးကွင်းနေဆိုရတဲ့တကယ်ကိုဒါကျွန်တော်တို့တော်တော်လေးကို ကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကြောင့်ကျွန်တော်နည်းနည်းလေးပြောရအောင်အဲ့တော့ဒါကျွန်တော်တို့ဒီပွဲစဉ်က tactically လေးကြာကျွန်တော်လည်းနည်းနည်းလေးဆွေးနွေးကြတယ်ဒီနေ့ပွဲစဉ်မှာဒါရှေ့ပွဲဒုံကလူပဲဒါ အန်ရီကီတယောက်လှုပ်သွားမှာရှေ့ဘွဲမှာဒါအန်ရီကီတယောက်ရှင်းတယ်ဒါနူနိုမန်ဒက်စ်ကိုသူ့အနေနဲ့ sacrifice လုပ်ချလိုက်တယ်သက်ဆန္ဒပတ်အနေနဲ့လှုပ်ချလိုက်ပြီးတော့ဒါကျွန်တော် Ashraf Hakimi ကိုအလွန်ကြုံ overlap လိုက်ဖို့တော့လုပ်တယ်အဲ့တော့ပြောချင်တာဒါအင်ဂိမ်းမှာဆိုတော့ဒါ three back formation ဖြစ်ပြီးတော့ဒါကျွန်တော် Ashraf Hakimi ရဲ့ tight safety တက်သွားပြီးတော့ Kevicha Gavaskelia ကနောက်ထိဆင်းပြီးကူတာတွေကိုတွေ့ရမယ်ဒါပေမဲ့ Kevicha Gavaskelia ကအနေနဲ့ဒါကျွန်တော်နောက်ထိဆင်းဆိုဆို LWB ပုံစံမျိုးဖြစ်သွားဆိုတော့မဟုတ်ဘူးသူက LW ပဲဒါပေမဲ့ကျွန်တော်ဆင်းကူတာလောက်ပဲရှိတယ်အဲ့တော့နူနိုမန်ဒက်စ်အနေနဲ့ဒါကျွန်တော်သူ့ရဲ့ဒါ rookie တစ်ခုလုံးကို sacrifice sacrifice လုပ်ပြီးတော့ Saka ကိုအကြီးစားကျုံတယ်ဒီထဲမှာ Saka ကိုထိန်းနေတယ်မှာ Nuno Mendes တွေထိန်းတာမဟုတ်ဘူး Kvaratskhelia Kvaratskhelia ပါဝင်ဝင်ပြီးထိန်းပြီးတော့တွေ့ရမှာအဲ့တော့ဒီနေ့ပွဲစမှာဒါမျိုးကိုထိန်းဖို့အတွက်ကြိုးစားတာကျွန်တော်နေတော့ဒီလိုမျိုးပြန်ပြီးတော့လှုပ်သွားမလို့ဘာလို့ဆိုတော့ တို့မှာလက်ရှိမှာတကူ deficit ရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ပေါ်စမှာဒါကိုထိန်းသွားမယ်ဒီနေ့ပေါ်စမှာဒါအာစနိုအသင်းအတွက်မတူတာတကူကတော့ဒါကျွန်တော်ကွင်းလယ်မှာသုံးမက်စ်ပါတီပြန်ပါလာပြီဒါကတစ်ဖက်ရဲ့အာစနိုအသင်းရဲ့ဒါကျွန်တော်အတော့ချက်တစ်ခုဖြစ်လာမယ်လို့မြင်တယ်သုံးမက်စ်ပါတီပြန်ပါလာပြီဆိုရင်ဒါကျွန်တော်လက်ရှိမှာ Declan Rice ပြန်ပြီးတော့ Sheety လိုက်ပြီးတော့ Go Twin ဆိုင်းရီတွေတွေ့ရဖို့ရှိတယ်အဲ့တော့ Declan Rice အနေနဲ့ဒါကျွန်တော်တို့ Sheet က PSG နဲ့ပွဲစဉ်မှာလည်းသူကိုယ်တိုင် type စစ်ကိုလိုက်ပါဖို့အတွက်စူးစမ်းခဲ့တဲ့ movement တွေတွေ့ရတယ်သူကိုယ်တိုင် line breaking လုပ်ခဲ့တဲ့ pass တွေကိုတွေ့ခဲ့ရတယ် မှာပါတယ်ဒီနှစ်ပွဲစဉ်မှာဆိုဒါကိုကျွန်တော်တို့ပိုတွေ့ရဖို့များတယ်ဘာကြောင့်လဲတောမတ်စ်ပါတီကိုယ်တိုင်လက်ရှိမှာကျွန်တော်တို့ဒါနောက်မှာဆင်းပြီးတော့နေပေးမယ်အတွက်ကြောင့်မို့ဒက်ကလန်ရက်စ်နဲ့ရှေ့ကိုလွတ်လွတ်ကျွတ်ကျွတ်တက်ဖို့လိုတယ်ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာတစ်ခုပဲလိုတာအာစနယ်သစ်အရန်မလောဘူးလိုတယ်အခုလက်ရှိ PSG ခိုင်ထားတာ1-0တ9-0ဆိုတဲ့ deficit တစ်ခုခိုင်ထားတာဖြစ်တယ်ဒီနေ့မှဒါကျွန်တော်အမြင်အရပြောရမယ်ဆိုမနော် Inter တို့ဒါကျွန်တော်တို့ Barcelona လောက်ဒီနှစ်ပွဲစဉ်မှာခံစစ်တွေကယုံမှာလွတ်လွတ်ကူကူနဲ့ဂိုးပေးရမယ်လို့ကျွန်တော်လည်းမတင်ဘူးဒါကျွန်တော်အမြင်ပေါ်တော့မားကောင်းလဲမားနေတယ်ဒါကတော့ကိုက tactical ရအရင်ကျွမ်းကျွန်တော် မြင်ရပါဘူးဆိုလက်ရှိမှာဒီနှစ်သင်းလုံးကကိုစီကိုစီခံစစ်ကိုထိန်းစောလိမ့်မယ်ဝီလျံဆာလီဘာကီဗီယောမာကွင်းဆိုစပါချူဒီအုပ်စုပြအဲ့တော့ဒါပြင်ဒီနှစ်ပွဲစဉ်မှာကျွန်တော်မြင်ကြည့်တာဗောနော်ဘန်ဝိုက်ကဒီနေ့ပွဲစဉ်မှာ overlap ကိုတအားလိုက်လုပ်ပြီးလိမ့်မယ်ဆာကာ။ဘာလို့လဲဆိုတော့သူ့အနေနဲ့ Nuno Mendes ကို Gavicha, Gavaskelia ကိုဆာကာကိုထိန်းထားတဲ့အချိန်မှာ တန်ဝိုက်က overlap လိုက်လို့ပြီးတော့သူ့အနေနဲ့ဒါမေးဖို့နော် Nuno Mendes ပဲဖြစ်ဖြစ် Gavicha Gavar Stelia ရဲ့ဒါကျွန်တော်တို့အဲထိတ်ချုပ်မှုအောက်ကနေပြီးတော့ Saka ကိုလွတ်သွားအောင်ဒီနေ့ပုံစံမှာဒါ oh Van White အရန်လို့ဒါပေမဲ့အဲ့ဒီက risk ကြီးတယ်။ဘာလို့လဲငကိုတဲက Van White တို့အုပ်စုကတကူးလိုနေတဲ့တော့ကြောင့်ဒီနေ့ပုံစံမှာ Van White ကအလွန်ကြိုရှေ့တက်လိမ့်မယ်။အဲ့ဒါကိုပောက်ပြီးတော့ Gavicha ကရသွားခဲ့မယ်ဆိုရင်အဲ့ဒါကတော်တော်လေးကို short ကြီးတဲ့ movement မှာရှိရတယ်။ဒါပေမဲ့နှစ်သင်းလုံးကဒီနေ့ပုံစံမှာကြီးကတိုက်စစ်မှုမပါတဲ့အသင်းတွေဖြစ်တယ်။တိုက်စစ်မှုမပါတဲ့နှစ်သင်းတွေနဲ့ဒီနေ့ပုံစံမှာဘယ်အသင်းကတိုက်စစ်မှုမပါမှန်းသိအောင် လုတ်ပြသွားမယ်ဒီနေ့ပုံစံမှာနောက်တစ်ခုပြောစရာလိုတာကဒေါ်နာရမဒီနေ့ပုံစံမှာခင်ဗျားတို့ဘေဒေါ်နာရမ version ကိုကျွန်တော်တို့တွေ့ရမလဲဒါကိုတစ်ချက်တော့စောင့်ကြည့်ရမယ်စောက်ရမ်းကောင်းတဲ့ version လားစောက်တလွဲလုတ်မဲ့ version လားဒေါ်နာရမခင်ဗျားတို့ကြာကျွန်တော်တို့ကောင်းပန်းကျွေးစည်းစည်းကိုကောင်းပန်းလှန်လို့ပဲကျွန်တော်ဒါအပေါ်အောက်ကျွန်တော်ဘယ်ကောင်းကြမှာပန်းကြမှာကျွန်တော်ဖရားသခင်မဲ့တည်မှာကျွန်တော်လည်းအဲ့တော့ဒေါ်နာရမာနေတဲ့ဒီနေ့ပွဲစဉ်ကို blue approach လို့လာတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်အတွက်ကရှင်းပါတယ်ဒါကြောင့်တစ်ဖက်အသင်းဒါကျွန်တော် အာစနိုတင်းကကစားသမားတွေကဒါပွဲရပူပန်းနေမယ်လို့မြင်တယ်။ဒါဆိုကစားသမား၁၁ယောက်လုံးကဒါအာတီတာအနေနဲ့ရှေ့ကဘုံမောင်နဲ့ပွဲစဉ်မှာပွဲထုတ်ထားခဲ့ပြီးအင်ကွင်းမှာထပ်မံပြီးရှုံးခဲ့တယ်။အဲ့တော့မိုမန်တန်ရဆိုလေအားနေတယ်။ဒါခုနပေါ်သူပဲလက်ရှိမှာဟိုပါအဲ့တော့ဒီနေ့ပွဲစဉ်မှာအာစနိုတင်းနဲ့ရှေ့ပွဲကိုမိပြီးတော့လုံးဝအကြီးကျယ်ဝုန်းနိုင်ပေါက်ကွဲပြဖို့လိုတဲ့ပွဲစဉ်တွေပဲမြင်တယ်။တစ်ဖက်ကဒါကျွန်တော်အင်တာမီလန်ကဖိုင်နယ်မှာတက်သွားပြီးဖြစ်တဲ့ကြောင့်ဒီနေ့ပွဲစဉ်တွေ့တဲ့ပွဲစဉ်ကပြောမယ်ဆိုကလက်ရှိမှာနှစ်သိန်းလုံးက UCL လိုနေတဲ့အသင်းတွေတစ်ဖက်ကဒါကျွန်တော်တို့ ပါချမ်ကျွန်တော်တို့ကလည်း PSG ကတင်းကလည်း Champion League တရသွားရင်သူတို့ရဲ့ဘဝကပြည့်စုံသွားပြီ Manchester City လိုပဲသူတို့နဲ့အကဲ၍ Champion League တရသွားရင်သူတို့ရဲ့ဘဝကြီးကလုံးဝ100% ပြည့်စုံသွားပြီဒါခုနပြောတဲ့ငွေနဲ့ဝယ်ဒါပြို့ဒီကကွာ UCI ဒါဆိုငွေနဲ့ဝယ်လို့ရတယ်နည်းနည်းလေးပူတည်သွားအောင်ဒါပေမဲ့မိတို့ပင်ဆိုစီကမှုအိုကမ်ပို့ဆို Louis Enrique တို့ရဲ့ဒါကျွန်တော်တို့ကြိုးစားသမျှအရာထင်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်လည်းမြင်နေဒါပေမဲ့တစ်ဖက်က Arsenal အင်း Arsenal အင်းကလက်ရှိမှာဒါကျွန်တော်တို့ PSG နဲ့နီးတူပဲဒါ PSG နဲ့မတူတော့သူကငွေဒီပေါ့ငွေအများကြီးသုံးမသုံးလို့ပြော Arsenal အင်းဒီနောက်ပိုင်းမှာငွေဒါပေမဲ့ပြန်စဉ်းစားကြည့်မယ်သူကတော့ အာဆောသိတဲ့နှစ်ပေါင်းဆက်ဆက်မှာကလန်ဒန်မှာတော့ကျွန်တော်ပြည်တွင်းမှာအမြင်နဲ့သူ့ဒေတာပြန်ကြည့်မယ်ဆိုတချို့တွေအာဆနယ်ဆက်ဆက်တာကျွန်တော်သိပြီသဘောတော့မကျလာဘူးဆိုတော့အာဆနယ်မသိရဖလားမရဘူးတဲ့ဒီလိုပါဆက်ဆက်အာဆနယ်သိကလက်ရှိမှာဒါကျွန်တော်တို့ဥရောပဖလားတာများများဆက်ဆက်မရှိတာဒါပရီးမီးယားလိမှာသူ့ဟာသူလူကေမှာစောင်းရမ်းကောင်းတဲ့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 ဗျာဒီလားအဲ့အာဆနယ်ကလည်း unfortunate ဖြစ်တယ်ဒါဒါကျွန်တော်တို့ဥရောပဖလားနဲ့ပတ်သက်ရင်ဒါကျွန်တော် final လေးခဏခဏတက်ထားရတဲ့ဒီနေ့မှာပါတယ်ယူရိုပါလိဖိုင်နယ်မှာတက်ထားဘူးတယ်ဒါကျွန်တော်တို့ champion league final မှာတက်ထားဘူးတယ်ဒါပေမဲ့ တကယ်ကို unfortunate ဖြစ်တဲ့အသင်းတွေနဲ့မှာပါအဲ့တော့နှစ်သင်းလုံးက unfortunate အသင်းတွေဖြစ်တယ်ဗျ PSG သင်းဆိုတဲ့လက်ရှိမှာဒါ Champions League Final နဲ့ Thomas Tuchel တို့ကတတ်ထားခဲ့အဲ့တော့ကဒါ Bayern Munich ကိုဒါကျွန်တော်တို့သူတို့ရဲ့ကစားသမား Hound တစ်ချိန်ကဖြစ်ဖြစ်ပူတဲ့ Kingsley Coman ရဲ့သင်းကုန်းတစ်ချိန်ကနိုင်သွားအဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းဒါကျွန်တော်နှစ်သင်းလုံးအနေနဲ့ Inter Milan ကို final မှာတွေ့ဖို့အတွက်စူးစမ်းသွားမယ်ပွဲစဉ်တပွဲဖြစ်တယ်။ဒီအနေအထားမှာဒါကျွန်တော်နှစ်သင်းလုံးကလက်ရှိမပြောင်းကြည့်မယ် on paper on form ရဆိုတော့ Inter Milan ထက်အသင်းတွေနှစ်သင်းလုံးကတားရနေတာမှရှိတယ်။ ဒါဗိမဲ့အခုလက်ရှိမှာ Paris Saint Germain ကဒီနေ့ပွဲစဉ်မှာသူတို့ကတကူ deficit ကိုဘယ်လိုထိန်းသွားမလဲရှေ့ကပွဲစဉ်လိုပဲဒါကွင်းလေဒါပေမဲ့ဒီနေ့ပွဲစဉ်ကစောင်ရမ်းကြည့်လို့ခေါမှာကွင်းလေပဲတယ်ပဲဒါ Fabian Ruiz Vitinha Yao Neves ပခ Odinga Thomas Partey Declan Rice ပေါ့နော်ဒီနေ့၃ယောက်ကဒါကျွန်တော်ခန်းစစ်ပိုင်းရောဒါကျွန်တော်ကွင်းလေပိုင်းရောဒါကျွန်တော်တိုက်စစ်ပိုင်းအကုန်လုံးကမဆိုးဆိုပေမဲ့ ကွင်းလေပိုင်းရဲ့လွန်ဆွဲမှုအပြိုင်မှုခမောက်ဒီနေ့ပွဲစမှာလုံးဝပိတ်ကားပြီးမှအလန်းစားတွေ့ရမယ်လို့ကျွန်တော်တို့မြင်မိတယ်။ဒီကွင်းလေပြိုင်ဆိုင်မှုကဒီနေ့ပွဲစမှာအသက်ဖြစ်သွားနိုင်တယ်။ရှေ့ပွဲစမှာဒီလိုမျိုးကွင်းလေပိုင်ဆိုင်မှုအလုံးဝဒါကျွန်တော်ကောင်းမှုကနေတဆင့်ဗီဒညာရဲ့တကယ်ကို share ဖြစ်ကမှုကတဆင့်ရောင်နှိပြ share ဖြစ်မှုကတဆင့်တကယ်ကိုကောင်းသွားခဲ့တယ်။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ကောင်းမွန်တဲ့ Odin Cup version ကိုလိုလိမ့်မယ်။ တကယ်ကိုအိုဒင်ကတ်ကောင်းကောင်းကိုလိုလိမ့်မယ်ဒါကျွန်တော်တို့ဒါကြောင်ပြောက်တဲ့အိုဒင်ကတ်ဆိုတာတကယ်ကိုအသင်းကလိုအပ်နေတဲ့အိုဒင်ကတ်ကိုဒီနေ့ပွဲစုံမှာကျွန်တော်တို့လူမယ်လို့မြင်တယ်ဒီနေ့ပွဲစုံမှာ declaration ရှေ့တက်လို့ရမယ် declaration အခုနောက်ပိုင်း golden sun ရေတွေက champion league မှာအပြင်ကို premier league မှာလည်းကောင်းလာခဲ့တယ်အဲ့တော့ declaration ကဒီနေ့ပွဲစုံမှာဘာကြီးလုပြနိုင်မယ်ကိုကျွန်တော်စိတ်ဝင်စားတယ်ဘာလို့ thomas party ပါလာပြ declaration ရှေ့တက်နိုင်ဆိုတာတော်လေးကိုများလာမှာအဲ့တော့ဒီနေ့ပွဲစုံမှာ tight set ဒီမှာလည်း tight set 3ယောက်လုံးကတော့6အလုံးပေါင်း6အလုံးကသူကသူကိုစွမ်းနိုင်လို့ရှိရတယ်ဒါပေမဲ့ တကယ်တော့ maximum ဆိုပြန်စစချင်းမှာ trust ကိုတော့တိတ်တော့အားမြဲမှာ trust လည်းခုနောက်ပိုင်းကိုးတွင်းတာမှန်ပေမဲ့တိတ်တော့အားမရအောင်အဲ့တော့ဒါ Osman Dembele, Desire Doue, Kvaratskhelia ကျွန်တော်စာက Trossard, Gabriel Martinelli ဒီကစားသမားတွေရဲ့အပြည့်အမှုတွေကတော်တော်လေးကိုကြည်ကောင်းမယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအမှန်တိုင်းပြောရမှာဆိုရင်တော့ PSG အတင်းကတကူ deficit ကိုကင်ထားပေမဲ့ဘာမဆိုဖြစ်သွားနိုင်သေးတဲ့ပွဲစဉ်တပွဲလို့ပြောရင်တော့ကျွန်တော်မှားမယ်တော့မထင်ပါဘူးဒါတော့ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပအောင်ကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်ပြောဆိုကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရရမြန်မာလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ် မြတ်မြတ်ကလစ်မှာမြေမြန်နာဖြစ်ပါတယ်အာရမကျွနေမှာကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစလို့ဒီနေရာကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အာရမကျွနေမှာမြတ်မြတ်လေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြတ်မြတ်ကလစ်မှာမြေမြန်နာမှာဖြစ်ပါတယ်ဒီပါပါ